္ဂလာပါရှင်။ကျမနာမည်ကတော့မယ့်ရင်လို့ခေါ်ပါတယ်ရှင်။ယခုလက်ရှိမှာတော့ဘခုရုံွဲမှာအကောင့်နဲ့ယာတို့နဲ့တာဝန်ထမ်းဆောင်နေပါတယ်ရှင်။စတာပနာကိုဘလို့စသီးခဲ့တာလဲဆိုရင်တော့တန်ငယ်ချင်းတယောက်ကနေပြီးတော့စတာပနာမှာလှုပ်ခေါ်တဲ့ရှောက်ကြည့်ပါလားဆိုရင်ကနေစပြီးတော့ရှောက်ဖြစ်ခဲ့တာပါ။ 2025ဩဂတ်စ်လမှာကရှာယာရုနဲ့လှုပ်ရှားတင်ဝင်ရောက်ခဲ့ပါတယ်2026မှာအကောင့်တိုင်းယာရုကိုယာရုတို့မြင့်ခံရပြီးတော့ယခုလက်ရှိမှာလည်းအကောင့်တိုင်းယာရုနဲ့ပဲဆက်လက်လှုပ်ပိုင်လျက်ရှိပါတယ် ဆရာမကိုဘလို့မြင်လဲဆိုရင်တော့ဒီဆယ်စုနှစ်အတွင်းမှာအတင်းသားတွေအပေါ်မှာအတင်းသားတွေအခက်ခဲတွေအဆင်မပြေမှုတွေကိုအများဆုံးဖြေရှင်းပေးနိုင်ခဲ့တဲ့အပြင်ဝန်ထမ်းတွေရဲ့တိုးတက်မှုတွေအခွင့်အလမ်းတွေကိုဖန်တီးပေးနိုင်တဲ့အဖွဲ့အစည်းတစ်ခုလို့အမြင်ပါတယ် စနစ်တာအတွင်းမှာခံစားချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့အပြောင်းလဲမျိုးမျိုးတွေလည်းကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုလည်းဒူတကွာရင်ဆိုင်ကြုံပြခဲ့ကြပြီးတော့ပြောရှင်စရာတွေကိုလည်းကြုံတွေ့ခဲ့ရတဲ့အတွက်အတွေ့အကြုံကောင်းတွေများစွာလည်းရရှိခဲ့တဲ့အတွက်စာသာမနာကိုလည်းကျေးဇူးတင်ပါတယ်ကိုကိုကိုလည်းဂုဏ်ယူဝမ်းမြောက်ပါတယ် 2019အောက်တိုဘာလနေ့ပြီးတော့စတင်ခဲ့တဲ့စာရပနာအခုဆိုရင်စနေကိုပြည့်ခဲ့ပြီပေါ့နော်အဲ့တော့အခုချိန်ကနေစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်အောင်အောင်မြင်မှုတွေလည်းဆက်လက်ရရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်